ဟာမီးရပူတဲ့အကွက်ကြီးလေထွက်လာပြန်ပြီ။ရားလိုက်တာမှမပြောပါနဲ့တော့။ဒီလိုမျိုးဖောင်းကြပြီးမီးရဲနေတဲ့အင်းပြင်အကွက်ကြီးတို့ရုတ်တရက်ထွက်ဖူးလား။သားဆုံးရင်တေဟာလူဦးရေရဲ့20ရာခိုင်နှုန်းခန့်မှာတကြိမ်မဟုတ်တကြိမ်ခန်းစားဖို့တဲ့အင်ပြင် Adicarial Hives ထင်နိုင်ပါတယ်။အင်ပြင်ဆိုတာရိုးရိုးရားတာမဟုတ်ပါဘူး။ဒါဟာခန္ဓာကိုယ်ရဲ့ပြင်းထန်တဲ့သတိပေးချက်တစ်ခုဖြစ်နိုင်ပါတယ်။ဒီနေ့ဗီဒီယိုမှာအင်ပြင်ဆိုတာပါလဲ ဘာကြောင့်ထွက်တာလဲအရေးကြီးဆုံးကချက်ချင်းတတစီမဲ့မြူမာရိုးရနီလာ၅မျိုးနဲ့ချိုတင်ရှောင်ရှားရမယ့်အချက်၃ချက်ကိုအသေးစိတ်ဖျောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်အင်မြင်ရဲ့ရှိုးဝက်ချက် history အင်မြင်ဆိုတာအရေးပြပေါ်မှာပုံတံအမျိုးမျိုးနဲ့ရွှေလျောင်းပြီးထက်တဲ့ဖောက်ကြွတဲ့အကွက်ကြီးတွေပါ ဓာရီဟာကိုခန္ဓာကဟစ်စတမီလို့ခေါ်တဲ့ဓာတုပစ္စည်းဟုအများကြီးထုတ်လွှတ်လိုက်လို့ဖြစ်ရတာပါ။အင်ပင်ကိုဖြစ်စေတဲ့အဓိကတရားခံများဒါဆိုဘာရီကဟစ်စတမီထွက်အောင်နှိုးဆော်ပေးလေ။တစ်ချက်အစားအစာပဇွန်ငါမြေပဲနှွတ်ထွက်ပစ္စည်းဥစားတဲ့တမတဲ့လွယ်တဲ့အစားအစာတွေနှင်းဆေးဝါးအကြိုက်ခဲပြောက်ဆေးတွေပတိစီဝဆေးဝါးအန်တီဘိုတစ်တွေ၃ ဝန်းကျင်ထိတွေ့မှုအလွန်မင်းပူပင်ခြင်း အေးလွန်ခြင်း ပိုးမားတိုက်ခံရောက်ခြင်းညက်အချို့သောအလှကုန်သစ္စည်းတွေတတိပြုရန်နှုတ်ခမ်းလွှဲရာရောင်ရမ်းတာ အသက်ရှူရာခတ်တာတွေတွေ့ရပါလာရင်တဟာတာမန်အင်ပင်မဟုတ်ပဲအသက်အန္တရာယ်ရှိတဲ့ဓမ္မတည်းမှုဖြစ်နိုင်လို့စေယုံကိုအမြင်ဆုံးသွားသင့်ပါတယ်ချက်ချင်းတတ်တာစီမဲယူရစီနီငွားမျိုးကဲရရဲ့မိုးတွေကိုချက်ချင်းတတ်တာစီမဲမြမယူရနဲ့ အင်္ဂွေနီလန်ငွားမျိုးကိုလိလကြည့်အောင်တဲ့ AK ဝတ်ကချင်း ice pack ပထမဆုံးနဲ့အထီးရောက်ဆုံးကရေခဲဝတ်ပါ ရေခဲကိုအဝတ်တန်တန်နဲ့ပတ်ပြီးရရနေလီယာကို10မိနစ်ကပ်ပေးပါဒါက histamine ရဲ့အလွတ်လုံနှုန်းကိုနစ်ကွေးစေပြီးချက်ချင်းအေးမြတ်တတ်တာစေပါတယ်နှစ်တနခါလင်းချင်းမြန်မာတို့ရဲ့အနှစ်သာရတနခါမှာပါတဲ့ရောင်းရမှုစန့်ကျင်တဲ့ဂုံသတိတွေကြောင့်ရရနာအရေးပြားနေရတာကိုရောချော့စေပါတယ် တနက်ခါကိုရေအေးနိုင်သွေးပြီးလိမ်ပေးပါ3ရှားဆောင်လက်တာဂျယ်ဟာအေးရပေးပြီးအဆိုရထိန်ပေးလို့အင်းပြင်ကြောင့်ပူဆဲပူလောင်ထတာကိုကောင်းကောင်းတက်တာစီပါတယ်လေနနွန်းလင်းချင်းကာကူမင်ပါဝင်တဲ့နနွန်းကို ရေအနေငယ်နဲ့ဖျော်ပြီးလင်းရင်အရေဖျားရောင်ရမ်းမှုကိုရှော့ချော့ပေးနိုင်ပါတယ်ငါတမာရွက်ပြုတ်ရေထင်ရေချိုးချင်းတမာရွက်ကိုပြုတ်ပြီးရလာတဲ့ရေနွေးနွေးလေးနဲ့ရေချိုးပေးရင်အရေဖျားပေါ်ကပိုးမွားတွေကိုတန်ဆင်းစေပြီး ရရမှုကိုရောကြော့စေပါတယ်။ဒါအပြင်မင်ဖာယိုးရအင်ဖတ်ရအယိုးကိုလည်းတွေးပြီးလိန်ကြပါတယ်။အင်ဖတ်ဆိုတာကတော့အချို့နယ်တွေမှာနားဝယ်ရင်ထုတ်ဖို့ပေးတဲ့အရွက်ကြီးကြီးနဲ့ဖတ်မျိုးပါ။အင်ပြင်မဖြစ်ပေါ်စေမီဂျိုတင်ရှောင်ရန်အချက်၃ချက်။အင်ပြင်ထွက်လာမှကုသတာချက်မထွက်အောင်ကာကွယ်တာကအကောင်းဆုံးပါပဲ။တစ်ချက်ဓမ္မတဲ့သောအရာအလုံးရှောင်ပါ။တင့်ကိုဓမ္မတဲ့အစားအစာဈေးဝါအလားကုန်ပစ္စည်းမှတ်စုလုပ်ပြီးလုံးဝအရှောင်ကျင်ပါ။ ဒါကအင်ပြင်ကာကွယ်ရေးရဲ့နံပါတ်၁အချက်ပါ။နှစ်အဘူလွန်ခဲချင်းကိုရှောင်ပါ။ရင်းနှွေးပူပူထင်ရေချိုးခြင်း၊နေအောင်ချီတိုက်ရိုက်ထိတွေ့ခြင်းနဲ့အားကစားပြင်းပြင်းထန်ထန်လှုပ်ခြင်းကချွေးချွက်ပြီးအင်ပြင်ကိုပိုဆိုးစေနိုင်လို့ရှောင်သင့်ပါ၏။၃စိတ်ဖိစီးမှုရှော့ချပါ။စိတ်ဖိစီးမှု stress များလီလီ histamine ထွက်နှုန်းများလီလီပါပဲ။တရားထိုင်ခြင်းအနားယူခြင်းဖြင့်စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။ ီဗီဒီယိုကိုကြည့်ရှုပြီးနောက်အင်ပြင်နဲ့ပတ်သက်ပြီးဘသူတာတွေအများကြီးရသွားလိမ့်မယ်လို့ယူကြည်ပါတယ်။တငယ်ချင်းတို့ရေတည့်ရဲ့အတွေ့အကြုံအရာ အင်ပြင်ကိုဘယ်နီလန်းနဲ့ကုသဘူးလဲဆိုတာကို comment မှာမျှဝေခဲ့ပါဦး။ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပြီးနောက်ထပ်ကျမရေးပတ်သူတာတွေအတွက်ကျွန်တော်တို့ရဲ့သူတာထွေလာ YouTube channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲကျမပြောရှင်ကြပါစေ။